ားလုံးပဲမင်္ဂလာပါခင်ဗျာ Forever Media Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။မိုးလေဝသနဲ့ဇလဗီလာညွှန်ကြားမှုဦးစီးဌာနကဒီကနေ့2025ခုနှစ်နိုဝင်ဘာလ14ရက်နေ့အတွက်နောက်ဆုံးထုတ်ပြန်ထားတဲ့မိုးလေဝသခန့်မှန်းချက်များကိုအသေးစိတ်တင်ပြပေးတော့မှာဖြစ်ပါရစေခင်ဗျာ။အထူးမိုးလေဝသအနေနဲ့ဘင်္ဂလားပင်လယ်ော်မှာဖြစ်ပေါ်နေတဲ့အထက်လေဝင်လမ်းများအရှိန်ကြောင့်မိုးသက်ထန်နိုင်တဲ့ဒေသများနဲ့ပုံတိုင်းလက်ကျန်မိုးကြီးခြင်းကြောင့်ဖြစ်ပေါ်လာမဲ့မြေကြီးချင်းများအပါအဝင်မြေကြီးချင်းသတိပေးချက်များကိုပါတင်ဆက်ပေးတော့မှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်သွားနိုင်ပါရစေခင်ဗျာ။ ပထမဆုံးအနေနဲ့နိုဝင်ဘာလ14ရက်နေ့နောက်24နာရီတွင်ဖြစ်ပေါ်နိုင်တဲ့မိုးလေဝသအခြေအနေများကိုအောက်ပါတိုင်းခန့်မှန်းတင်ပြလိုက်ပါရခင်ဗျာမြန်မာနိုင်ငံအထက်ပိုင်းဒေသများနဲ့အလယ်ပိုင်းဒေသများတိမ်ထုံမိုးပွန်းနိုင်တဲ့ဒေသများကတော့ရှမ်းပြည်နယ်အရှေ့ပိုင်းကယားပြည်နယ်နဲ့နေပြည်တော်မှအောက်ဖက်ရှိဒေသများမှာတိမ်ထုပြီးမိုးဖွဲ့ဖွဲ့ရွာသွန်းနိုင်ပါတယ်တနင်္လာနေ့တိုင်းဒေသကြီးမှာတော့မိုးသက်ထန်မဲ့ဒေသများကတော့ဘိတ်တနင်္လာနေ့ပုတ်ပြင်းတဲ့ကော့တောင်းဒေသများမှာမိုးသက်ထန်စွာရွာသွန်းနိုင်ပါတယ် ခီးသွားလာကြသူများအဆိုပါဒေသများမှနေထိုင်ကြသူများအနေဖြင့်မိုးအခြေအနေကိုသတိပြုပြီးကြိုတင်ပြင်ဆင်မှုများပြုလုပ်ကြပါရန်အကြံပြုအပ်ပါရခင်ဗျာဆက်လက်ပြီးမုံတိုင်းမိုးတဲထန်စွာရောက်သွင်းကြောင်းမြေကြီးကြီးချင်းသတိပေးချက်များနဲ့မြေကြီးချင်းများကိုပြောပြပေးသွားမှာဖြစ်ပါရခင်ဗျာယနေ့14ရက်17လ2025ရက်နေ့နနက်6နာရီခွဲချိန်တိုင်းထွာကြရမြေအခြေအနေကိုတင်ပြပေးလိုက်ပါရခင်ဗျာမြေကြီးနာမြေဟာမနေ့ကညနေကနေ12နာရီတွင်တလက်မကန်ထက်ကြသွားပါတယ်မြေကြီးနာမြို့ရဲ့မနေ့ကအမြင့်ဆုံးပူဇင်ကတော့ 31.8ဒီဂရီဆဲလ်ဆီယပ်နဲ့ယနေ့အနေဆုံးပူချိန်ကတော့18.3ဒီဂရီဆဲလ်ဆီယပ်တို့ပဲဖြစ်ပါရခင်ဗျာ။မြေကျဉ်းသားမြေဟာဆိုးရင်ရေမှတ်1200စင်တီမီတာသို့ရောက်ရှိရန်931စင်တီမီတာပေ30နီနီခတ်အလိုမှာရောက်ရှိနေပါတယ်။မြေအတက်ကြပုံမှန်အနေထားကမှရှိနေပါမယ်။ဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။ဧရီမြစ်ထပ်ပိုင်းမှာမိုးအားအနည်းငယ်ရှိနေပါတယ်။ရံဖန်ရံခါဧရီမြစ်စုံထပ်ပိုင်းမှာနေရာကွက်၍မိုးရွာသွန်းခြင်းများဇက်တိုက်နှဲပါလာနိုင်ပါပြီခင်ဗျာ။ စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြန်မာပြည်မြောက်ပိုင်းစွန်းဒေသများနဲ့အေရီမြစ်အထက်ပိုင်းမေခမလိခမြဝန်းဒေသများမှာမိုးတိမ်တောင်ပြတ်ထွန်းမှုအားအနည်းငယ်သာရှိနေပါတယ်။အေရီမြို့တစ်ချောင်းနဲ့ချင်းတွင်းမြို့တစ်ချောင်းမြေကန်းနီမြေနိတ်ဒေသများနဲ့မြေနုကျွန်းမြောက်မှာစိုက်ပျိုးလုပ်ကိုင်းနေထိုင်ကြသောတောင်သူများနဲ့ရေလုံသားများအေရီမြစ်ကြီးကိုအမီပြုတ်နေထိုင်ရှာဖွေစားတောက်နေကြတဲ့မိဘပြည်သူများအားလုံးသိရှိနိုင်ရန်အတွက်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာ။ဆက်လက်ပြီးချင်းတွင်းမြို့ရဲ့အခြေအနေကိုတင်ပြပေးမှာဖြစ်ပါတယ်။ ကနေမြို့မြေဟာမနေ့ကညနေကနေ12နာရီတွင်တလက်မကန်ထက်ကြသွားပါတယ်။မုံရမြို့မြေဟာမနေ့ကညနေကနေ12နာရီတွင်နှလက်မကန်ထက်ကြသွားပါတယ်။ခန္ဒီဟ ோம் လင်းဖောင်းပြင်းနဲ့မော်လိုက်မြို့တို့ရဲ့မြေအများဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါတယ်။ကလေးဝမင်းခင်ကဏီနဲ့မုံရမြို့တို့ရဲ့မြေအများဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေအောင်မှာဖြစ်ပါတယ်ခင်ဗျာ။အရာရီမြေအခြေအနေကိုတင်ပြပေးပါမယ်ခင်ဗျာ။ပမော်ရွှေကူကတာထီးကျိုင်းတပိတ်ချင်းမန္တလေးစကိုင်းမြင်းမူညောင်းဦးပခုတ်ကူ6မင်းဘူးမကွေးအောင်လံ ီနဲ့စိတ်သာမျိုးတို့ရဲ့မြင့်ရများဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။ဟိဒရာမြင့်တက်ကြမရှိရက်တက်နေပြီးယနေ့နေ့လယ်ပိုင်းမှာပြန်လဲကျဆင်းနိုင်ပါတယ်။ဇလုံမျိုးမြင့်ရဲ့တက်ကြမရှိရက်တက်နေပြီးယနေ့နေ့လယ်ပိုင်းမှာပြန်လဲကျဆင်းနိုင်ပါတယ်။အေယော်ရီမြင့်ရဲ့မြင့်တက်မှုကို24နာရီစောင့်ကြည့်တင်ပြပေးနေပါရခင်ဗျာ။ထူးခြားမှုရှိလာရင်အချိန်နဲ့တပြေးညီတင်ပြပေးတော့မှာဖြစ်ပါရခင်ဗျာ။ဆလာဘီဘင်္ဂလားပင်လယ်ော်အခြေအနေနဲ့မြန်မာနိုင်ငံမိုးရွာသွန်းနိုင်တဲ့အခြေအနေမျိုးကိုတင်ဆက်ပေးတော့မှာဖြစ်ပါရယ်ခင်ဗျာ ဘင်္ဂလားပင်လယ်ော်တောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့အထက်လေဝင်လိုင်းရဲ့အကျိုးဆက်အနေနဲ့ယနေ့နိုဝင်ဘာလ14ရက်နေ့တောက်ကြနေ့မိုးလယ်ပိုင်းနဲ့ညနေပိုင်းညပိုင်းအချိန်များမှာတနင်္လာတိုင်းဒေသကြီးမှာမိုးအနှဲငယ်မှမိုးအထင်တဲ့ထစ်ချုံရွာနိုင်ကြောင်းခံမှန်းရပါတယ်။ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်အများစုမှာတော့တိမ်ဖြစ်ထွန်းနိုင်ခြင်းမှာအပမိုးရွာနိုင်မဲ့အခြေအနေအတော်နှဲပါမယ်လို့သုံးသပ်ရပါတယ်ခင်ဗျာ။မြန်မာနိုင်ငံတောင်ပိုင်းဖြစ်တဲ့အေရီတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မွန်ပြည်နယ်၊ကရင်ပြည်နယ်နဲ့တနင်္လာတိုင်းဒေသကြီးတို့မှာ မော်လွန်ညနေပိုင်းနဲ့ညပိုင်းအချိန်များမှာတိမ်အထစ်တွေဖြစ်ထွန်းနိုင်ပါတယ်။ UACC အားကောင်းလာနိုင်တဲ့အချိန်ဒီအဆိုပါ UACC ကနောက်ဖက်သို့ဆက်လက်ရွေးရှားပြီးလေပြင်းရတဲ့ရဝင်ဖြစ်အားကောင်းလာနိုင်ကြောင်းခန့်မှန်းရပါတယ်။တနင်္လာနေ့တိုင်းဒေသကြီးမှာမိုးရွာသွန်းမှုခန့်မှန်းချက်ကတော့တနင်္လာနေ့တိုင်းဒေသကြီးမြောက်ပိုင်းမှာရှိတဲ့ရေးတဝယ်မြို့များမှာတော့ယနေ့နိုဝင်ဘာလ23ရက်နေ့ပြီးလျင်မိုးရွာသွန်းမှုရပ်တန့်နေနိုင်ပါတယ်။တနင်္လာနေ့တိုင်းဒေသကြီးတောင်ပိုင်းရှိမြိတ်မြို့မှာနိုဝင်ဘာလ18ရက်နေ့မှ18ရက်နေ့ထိလောက် ကော့တောင်းမြို့မှာနိုဝင်ဘာလ25ရက်နေ့မှ26ရက်နေ့အထိ၎င်းမိုးဆက်လက်ရွာသွန်းနေနိုင်အောင်ပဲလို့ခန့်မှန်းထားပါတယ်။နိုဝင်ဘာလနောက်ဆုံးပတ်မှာကပ်ပလီပင်လယ်ပြင်မှာလေပြင်းနဲ့ဆဲလ်တစ်ခုဖြစ်ပေါ်နိုင်ပြီးနောက်ရက်များမှာအားကောင်းလာကလေပြင်းနဲ့ရံဝန်ဖြစ်သူရောက်ရှိမယ်လို့သုံးသပ်ရပါတယ်။အဲဒီလေပြင်းနဲ့ရံဝန်ဟာနိုဝင်ဘာလ25ရက်နေ့ကမှဘင်္ဂလားပင်လယ်ဝန်အလဲပိုင်းအရောက်မှာတော့ဆိုက်ကလုန်းမုန်တိုင်းဆင်ရာဖြစ်သူရောက်ရှိနိုင်ကြောင်းခန့်မှန်းရပါတယ်။ဆိုက်ကလုန်းမုန်တိုင်းဆင်ရာဟာ တတိလင်္ကာကိုဖြတ်တန်းကတမီနာဒူပြည်နယ်တောင်ပိုင်းသို့ဝင်ရောက်မယ်လို့ခန့်မှန်းထားပါတယ်။ဆက်လက်ပြီးတော့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားတဲ့နေ့စဉ်မိုးလေဝသအခြေအနေများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ဘင်္ဂလားပင်လယ်အော်အခြေအနေကတော့ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာအများအပြားသားရနေပြီးဘင်္ဂလားပင်လယ်အော်လယ်ပိုင်းမှာတိမ်နှဲငယ်ဖြစ်ထွန်းနေကကပလီပင်လယ်ပင်နဲ့ကြံဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အစ်စ်နဲ့မှတိမ်ထူးတတ်နေပါတယ်။ဒီကနေ့မနက်ထိကမ္ဘာကျကတော့တနင်္လာနေ့တိုင်းဒေသကြီးမှာနေရာကျကျ ကရင်ပြည်နယ်နဲ့မိုးပြည်နယ်တို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ရွာရရာနှုံးပြဖြစ်ပါတယ်။မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာအများအားဖြင့်တာယာပြီးကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာတိမ်အထင့်တင့်ဖြစ်ထွန်းပါမယ်။ဒီနေ့မိုးတဲ့ချိန်ထိခမတ်ချက်ကတော့တနင်္လာနေ့တိုင်းဒေသကြီးမှာနေရာစိတ်စိတ်ကရင်ပြည်နယ်နဲ့မိုးပြည်နယ်တို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ရွာရရာနှုံးပြဖြစ်ပါတယ်။စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာအများအားဖြင့်တာယာပြီး ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာတိမ်အစ်စ်နဲ့ဖြစ်ထွန်းပါမယ်ခင်ဗျာဆလဘီတိုင်းဒေသကြီးနဲ့ပြည်နယ်မျိုးကြီးများအတွက်မိုးလေဝသခန့်မှန်းချက်ကိုတင်ပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာနေပြည်တော်မှာအများအဖြစ်သားရပါမယ်ရန်ကုန်မြို့မှာတိမ်အစ်စ်နဲ့ဖြစ်ထွန်းပါမယ်မန္တလေးမြို့မှာအများအဖြစ်သားရပါမယ်ပဲခူးမြို့မှာတိမ်အစ်စ်နဲ့ဖြစ်ထွန်းပါမယ်မကွေးမြို့မှာအများအဖြစ်သားရပါမယ်ဟ ோம் လင်းမြို့မှာတိမ်အစ်စ်နဲ့ဖြစ်ထွန်းပါမယ်မုံရွာမြို့မှာအများအဖြစ်သားရပါမယ်။ပသိမ်မြို့မှာတိမ်အစ်စ်တွေဖြစ်ထွန်းပါမယ်။တဝံမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။မြေကြီးနားမြို့မှာတိမ်အစ်စ်တွေဖြစ်ထွန်းပါမယ်။ ။လွိုက်ကော်မြို့မှာတိန်အင်းတင့်ဖြစ်ထုံးပါမယ်။ဖန်မြို့မှာနေရာကွက်ကြားမိုးတီချုံရွာပါမယ်။ဟာခါမြို့မှာတိန်အင်းတင့်ဖြစ်ထုံးပါမယ်။မော်လမြိုင်မြို့မှာနေရာကွက်ကြားမိုးတီချုံရွာပါမယ်။စစ်တွေမြို့မှာအများအဖြစ်တာရပါမယ်။လာရှိုးမြို့မှာအများအဖြစ်တာရပါမယ်။တောင်ကြီးမြို့မှာတိန်အင်းတင့်ဖြစ်ထုံးပါမယ်။ကျိုင်းတုံမြို့မှာတိန်အင်းတင့်ဖြစ်ထုံးပါမယ်ခင်ဗျာ။မိုးတိန်တောင်ဖြစ်ပေါ်မှုအခြေအနေကတော့တနင်္လာနေ့တိုင်းဒေသကြီးမှာမိုးတိန်တောင်ဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီးအဆိုပါမိုးတိန်တောင်များရွေးရှားရနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်း မိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီးကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါရခင်ဗျာမြန်မာပင်လယ်ပြင်မှာလှိုင်းသင်းတဲ့ရှိပါမယ်လှိုင်းမြင့်မှာမြန်မာကမ်းရိုးတန်းတစ်ချောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ၅ပေမှ9ပေကရှိနိုင်ပါတယ်နောက်နေ့အတွက်ခမ်းမန်းချက်ကတော့မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးကချင်ပြည်နယ်ချင်းပြည်နယ်ရှမ်းပြည်နယ်တို့မှာညအပူချိန်များအနည်းငယ်လျော့နေနိုင်ပါတယ်နေပြည်တော်နဲ့အနီးတော်အတွက်မနေ့ကမိုးတက်ချိန်ထိခမ်းမန်းချက်ကတော့အများအပြားသားရပါမယ် ရန်ကုန်မြို့နယ်အနီးတွိုက်တွေမင်းပြမိုးတဲ့ချိန်ထိခံမှန်းချက်ကတော့တိမ်သင့်သင့်ဖြစ်ထွန်းပါမယ်။မန္တလေးမြို့နယ်အနီးတွိုက်တွေမင်းပြမိုးတဲ့ချိန်ထိခံမှန်းချက်ကတော့အများအဖြစ်သာရပါမယ်။နောက်ဆုံးအနေနဲ့အေရီတိုင်းဒေသကြီးမှာနိုဝင်ဘာလ14ရက်နေ့မှာနိုဝင်ဘာလ16ရက်နေ့အထိမိုးလေဝသအခြေအနေများကိုတင်ဆက်ပေးတော့မှာဖြစ်ပါရစေခင်ဗျာ။ပင်လယ်ပြင်မှာထူးခြားတဲ့မိုးလေဝသအခြေအနေများကတော့ဘင်္ဂလားပင်လယ်ော်တောင်ပိုင်းနဲ့အနောက်တောင်ပိုင်းမှာနိုဝင်ဘာလ24ရက်နေ့25ရက်နေ့မှာလေပြင်းနဲ့ရေဝန်တစ်ခုဖြစ်ပေါ်ရာမှာပုံမှန်အားကောင်းလာပြီးအ ਨੇ စုံမှုန်တိုင်းငယ်ဖြစ်လာနိုင်ပါတယ်။ ECNWF ကကမန်းချက်များအရစိုက်ကလုံးမုန်တိုင်းဖြစ်နိုင်ခြင်း90ရာခိုင်နှုန်းရှိကြောင်းလည်းတွေ့ရပါတယ်။ဘင်္ဂလားပင်လယ်အော်မှာနိုဝင်ဘာလ18ရက်နေ့မှာအရှိမျောက်မုတ်တုံလေအားကောင်းနေခြင်းနဲ့နိုဝင်ဘာလ24ရက်နေ့25ရက်တွေမှာဖြစ်လာနိုင်တဲ့လေပြင်းနဲ့ရေဝင်းမုန်တိုင်းစိုက်ကလုံးမုန်တိုင်းကြောင့်မွန်တနင်္လာရီကန်ဝရန်တလျှောက်နိုဝင်ဘာလ18ရက်နေ့မှာ26ရက်အတွင်းအရှိဘက်မှာလေပြင်းတနားကိုမိုင်40ကျော်ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအမြင့်မှာ9ပေတိရှိနိုင်ပါတယ်။နိုဝင်ဘာလ14ရက်နေ့မှာ19ရက်အတွင်း တနင်္လာနေ့တိုင်းဒေသကြီးမွန်ပြည်နယ်ရန်ကုန်တိုင်းဒေသကြီးအေရီတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအရှိချမ်းအနောက်ချမ်းကရင်ပြည်နယ်ကယားပြည်နယ်နဲ့နေပြည်တော်ဧရိယာတွေမှာခုနှစ်ရက်တွင်းမိုးရေချိန်နှစ်လက်မအထက်ရွာသွန်းနိုင်ပြီးတရက်24နာရီအတွင်းဖြမ်းမြမိုးရေချိန်၃ညတက်သမ၃လက်မခန့်ရွာသွန်းရရှိနိုင်ပါတယ်။နိုဝင်ဘာလ14ရက်မှနိုဝင်ဘာလ16ရက်နေ့အထိခုနှစ်ရက်တွင်းဧရီတိုင်းဒေသကြီးမှာမိုးရွာသွန်းနိုင်မဲ့အခြေအနေများကတော့ကျောင်းကုန်းကျုံပြော်ကန်ကြီးတော့ပသိမ်ငပူတော့လက်ပတ်တာခရိုင်မြို့နယ်တွေမှာ ခုနှစ်အတွင်းမိုးရေချိန်နှစ်လမအထက်မြောင်းမြဘိုးကလေးဖြာပုံမော်လမြိုင်ကျွန်းကြိုက်လက်ဝါခံမအိမ်မဲဒနုပြူအထောင်နဲ့ဟင်းသရမြို့နယ်ခရိုင်တွေမှာခုနှစ်အတွင်းမိုးရေချိန်တက်လက်မအထက်အင်ကပူတာပေါင်းမြန်အောင်မြို့နယ်ခရိုင်တွေမှာခုနှစ်အတွင်းမိုးရေချိန်တက်လက်မအောင်အသီးသီးရွာသွန်းရရှိနိုင်မဲ့အခြေအနေများရှိနိုင်ပါသေးတယ်။အပူချိန်လေးတိုင်နှုံးလေရုစုတိုင်းစားနဲ့လေရုညဉ့်ညက်မှုအခြေအနေများကတော့ရေအော်ရီတိုင်းဒေသကြီးအတွင်းအမြင့်ဆုံးနေ့အပူချိန်ကတော့31ဒီဂရီဆဲဆီယံနဲ့ အနေဆုံးညအပူချိန်ကတော့22ဒီဂရီဆဲဆီယပ်ရှိနိုင်ပြီးပင်လယ်ကမ်းရိုးတန်းအနီးကခရိုင်မြို့နယ်တွေမှာတော့အမြင့်ဆုံးအပူချိန်30ဒီဂရီဆဲဆီယပ်နဲ့အနေဆုံးအပူချိန်23ဒီဂရီဆဲဆီယပ်ရှိနိုင်ပါတယ်။ကမ်းရိုးတန်းအနီးကမြို့နယ်ကျေးရွာတွေမှာအရှိအယမအမြင့်ဆုံးလေတိုင်နှုန်းတစ်နာရီကို -10 ခန့်ရှိနိုင်ပါတယ်။ ARD တိုင်းဒေသကြီးအတွင်းနေ့လယ်ပိုင်းအချိန်တွေရဲ့လေဒုစုတိုင်းစားကတော့40ရာခိုင်နှုန်းမှ50ရာခိုင်နှုန်းအတွင်းမှာရှိနေနိုင်ပြီးမနက်နဲ့ညအချိန်တွေမှာတော့လေတုစုတိုင်းသာ80ရာခိုင်နှုန်းမှ90ရာခိုင်နှုန်းအထိရှိနေပါတယ်။ ဒေတုစုတိုင်းစာများနေတဲ့အချိန်မှာခန်းစားရမယ့်အပူချိန်ကတော့36ဒီဂရီဆယ်စီယက်အထိရှိနိုင်ပါတယ်။ Area ရိုင်းဒေသကြီးအနောက်ဘက်တောင်ကြီးဒေသများမှာလေရုညဉ့်ဉမ်းမှုအခြေအနေကတော့အများဆုံး165အထိရှိနိုင်တာကြောင့်လေရုညဉ့်ဉမ်းမှုအသင့်တင့်ရှိနေပြီးအသက်ရှူလမ်းကြောင်းဆိုင်ရာကျန်းမာရေးအခန်းမကောင်းသူများအတွက်အန္တရာယ်ရှိနေပါတယ်။ Area ရိုင်းဒေသကြီးအနောက်ဘက်နဲ့တောင်ဘက်ကန်းနီပင်လယ်ပြင်တွေမှာနိုဝင်ဘာလ16ရက်နေ့မှာလေတိုက်နှုန်းအမြင့်ဆုံးတနအီကို35မိုင်ခန့်နဲ့လိုင်းမြင့်မှာ9ပေခန့်ရှိနိုင်ပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါခင်ဗျာခုတင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲဆုံးသတ်လိုက်ပါပြီနားဆင်ပေးကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြကျမ်းမာရှင်လန်းကြပါစေခင်ဗျာကျွန်တော်တို့ရဲ့ channel ကို like and subscribe ပြုလုပ်ပေးကြပါအောင်ခင်ဗျာ